AI ကြောင့်ဘီလီယံနာဖြစ်လာခဲ့သူ AI ခေတ်ရဲ့အခွင့်အလမ်းတွေကိုစုပ်ကိုင်ပြီးတညချင်းဘီလီယံနာဖြစ်လာပြီးကြီးမားစွာချမ်းသာလာသူတို့ဖြစ်တဲ့ Charlie Lin ကြောင့်ဒီပြီးပြီလား Charlie Lin ဟာ Super Micro Computer SMC နိုင်ငံကုမ္ပဏီရဲ့တောင်သူနဲ့ CEO ဖြစ်ပါတယ် AI Server ရဲ့ engine လို့တင်စားရတဲ့ Super Micro Company ဟာ Nvidia, AMD, Intel ရဲ့ AI ချစ်တွေကိုအသုံးပြုတဲ့ High Performance Server တွေထုတ်လုပ်ပေးနေတာပါ2024မှာ AI Demand တိုးတက်မှုကြောင့် SMC ရဲ့ Store Sales နှုန်း200ခန့်ကျော်တက်လာခဲ့ပြီး Charlie Lin ရဲ့ပိုင်ဆိုင်မှုတန်ဖိုး ော်လာ6.1ဘီလီယံအထိရောက်ရှိသွားခဲ့ပါတယ်။ Super Micro ဟာ Dell, HPE တို့လို Tech Giant တွေနဲ့အရှင်ပြိုင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး AI chip တွေအတွက် optimize server တွေကိုအမြန်ဆုံးစျေးကွက်ထဲရအောင်ထုတ်လုပ်နိုင်တာကြောင့်အောင်မြင်မှုရခဲ့တာပါ။ 2023အစောပိုင်းမှာ Charlie Lin ရဲ့ပိုင်ဆိုင်မှုတက်မှုက $2 billion သာရှိခဲ့ပေမဲ့2024 AI ဘုံကြောင့် $6.1 billion ထိခုန်တက်သွားခဲ့တာပါအခုဆိုရင်သူ့ကုမ္ပဏီ SMCI ရဲ့ revenue ဟာလည်းနှစ်စဉ်တရားရခိုင်နှုန်းဤပါတိုးတက်နေပါတယ် AI ကလူတွေရဲ့ဘဝကိုပြောင်းလဲနေုံသာမကဘီလီယံနာတွေကိုလည်းမွေးထုတ်ပေးနေပါပြီပြည်သက်ရဲ့အမြင်ကိုလည်းကောမန့်မှာပြောခဲ့အောင်နော်